အမျိုးသမီးငယ်လေးတွေပေါ့နော်ပြုခုံဝင်ချမ်းနေပြီးတော့မှအဲ၁၀ကျော်တက်၂၀ကျော်အဲအဲ့လောက်ထိမှဆိုလို့ရှိရင်ရာသီလာလို့ရှိရင်နှစ်နှာကျင်ကြိုက်ခဲရဲဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုမျိုးနေထိုင်စားတောက်ရမလဲတဲ့အမျိုးသမီးတွေရာသီလာတဲ့အခါမှာနှာကျင်ကြိုက်ခဲတာတွေကိုတတ်တာဖို့အတွက်ဆိုလို့ရှိရင်ပေါ့နော်ဆရာကရှင်းပြပေးထားပါတယ်တဲ့သမီးတို့တဲ့အရွယ်ငငယ်အမျိုးသမီးတွေမှာတဲ့ရာသီလာချင်းနှာကျင်ကြိုက်ခဲဒါတွေကတဲ့ယောဂတွေကြောင့်မဟုတ်ပါဘူးတဲ့အရင်ကြီးဆိုရင်ကြောက်ကြဖို့လည်းမလိုပါဘူးတဲ့ lifestyle advice နေ့စဉ်နေထိုင်စားသောက်ကြပုံကိုတဲ့သတိပြုရမှာဖြစ်ပါတယ်တဲ့အစီအစိတ်တွေတဲ့ short စားတဲ့ one မချုပ်အောင်သတိထားတဲ့ဟင်းဒီဟင်းရွက်အသီးနှံတွေများများစားလေ့ကျင့်ခန်းမှမှလှုပ်ဆေးလိမ့်ငွေတွေကဝေးဝေးရှောင်းတဲ့နာကျင်ချိန်မှာဖြည့် short တက်ဖို့ဆိုလို့ရှိရင်တော့ရေနွေးနွေးလေးနဲ့ပေါ့နော်ရေချိုးပေးပါတဲ့ရေနွေးအိတ်ကပ်ပေးပါတဲ့အဲ့ရထဲမှာအနားယူတဲ့နှိမ့်နယ်ပေးစသဖြင့်တဲ့ နေတက်ထိုင်တက်ရပါမယ်တဲ့။အဖြစ်လေးတွေပေါ့နော်။ရာသီလာတဲ့ခါမှာအနာကျင်ကြိုက်ခဲမှုတံကိုတတ်တာဖို့အတွက်ဆိုလို့ရှိရင်တော့ရေနွေ့နွေ့လေးနဲ့ချိုးပေးပါ။ဆလိတ်မွေတွေကနေရှောင်ရှားပေးပါ။အစီစိတ်တွေအငံနေလျှော့စားပါ။ဝမ်းမချုပ်ဝမ်းမချုပ်စေနဲ့ပေါ့နော်။ဝမ်းချုပ်တာတတ်တာဖို့အတွက်ဆိုလို့ရှိရင်တင်မော်တီမဲ့တရက်တီမဲ့အဲအဲ့လိုမျိုးဝမ်းနုစာလေးတွေစားပေးပါအချင်းဟင်းလေးတွေစားပေးပါတဲ့နောက်ပြီးတော့ကိုကအနားယူသိရင်တော့အနားယူပေးပါနော်နောက်ပြီးတော့မှရွေနွေးအိတ်ကတ်တာတွေလည်းလုပ်ပေးပါတဲ့ အဲတကယ်လို့ကိုကပေါ့နော်အရာတီလာတာအောက်တက်တဲ့သူဆိုလို့ရှိရင်တော့အဲရာတီမလာခင်တည်းကပေါ့နော်အဲကိုကဥပမာ၁၀ရက်နေလာတယ်ထား၁၀ရက်နေလာတယ်ဆိုလို့ရှိရင်ကိုက၈ရက်နေလောက်တည်းအကိုက်ကပြောက်စီပေါ့နော်ပါရာတလုံးလောက်တော့ကျုပ်တင်ပြီးတော့တောက်ထားလို့ရရယ်နော်ဒါကြောင့်မလို့ပေါ့နော်ဒီလိုမျိုးနေထိုင်စားတောက်ပုံနဲ့လည်းတက်ဆိုင်နေနော်ကိုကအဆက်တွေအစီကြောစားတွေအဲ့လိုမျိုးတွေရှောင်နိုင်မယ် နော်ဟိုလက်လက်ဆက်ဆက်အသားငါအတီးရွအဲ့လိုမျိုးတွေစားမယ်ဆိုလို့ရှိရင်ပေါ့နော်အဲဒီလိုမျိုးနာကျင်မှုတောင်ကိုတတ်တာစီမှာဖြစ်ပါတယ်အဲဒီလိုမျိုးပေါ့နော်အမျိုးသမီးတွေယာစီလာတဲ့ခါမှာနာကျင်ကြိုက်ခဲမှုတောင်ကိုခံစားနေရတဲ့သူတွေဆိုလို့ရှိရင်နော်ဒီ virginity တိုင်ကျမဖြစ်စားစီလေးကိုတရက်တစ်လုံးတလောနဲ့နှလုံးထိတောက်ပြလို့ရရနော်ပုံမှန်တောက်ပေးမယ်ဆိုလို့ရှင်ရာသီလာတဲ့အခါမှာနာကျင်ကြိုက်ခဲမှုတန်ကိုတတ်တာစီမှာဖြစ်ပါတယ်။ဘာဖြစ်လို့ရာသီလာတဲ့အချိန်မှာနာကျင်ကြိုက်ခဲတာလဲဆိုလို့ရှင်ဒီတအိမ်ရပေါ့နော် ဒီခလီကိုဝမတွေ့ဘူးဆိုလို့ရှိရင်လေဒီတအိမ်ရဲ့နှယံထုပေးရတယ်အဲ့ဒီအရာလေးကပွာချဖို့အတွက်တအိမ်ညှစ်ပေးရတဲ့အတွက်ကြောင့်မလို့နာကျင်ကြိုက်ခဲ့မှုတောင်ဖြစ်စီတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ regionate တိုင်ကျမဖြစ်စားစီကနာကျင်ကြိုက်ခဲ့မှုတောင်ကိုလည်းတတ်တာစီတယ်တအိမ်ကျမစီတယ်ရာတိမှန်စီတယ်ပေါ့နော် ကြောင့်မလို့ကြိုတင်တောက်ပေးမယ်ဆိုလို့ရှင်တော့ရည်လာတဲ့ခါမှာအနာကျင်မှုတောင်ကိုတက်တာစီမှာဖြစ်ပါတယ်။တက်တာပြောက်ကင်းစီမှာဖြစ်ပါတယ်။ဒီဘလိုလေးကအကျိုးရှိတယ်ဆိုလို့ရှင်လည်းအရှင်လေးလွတ်တာပြီးလို့ရပါတယ်။အဲဒီတအိမ်ဆေးကိုမှာခြင်းနဲ့ဆိုလို့ရှင်လည်းမူလရဲ့ Facebook စီကနေအသေးစိတ်လိုက်ရအောင်လို့ရှင်နေမြင်မြင်လို့ရပါတယ်။ကျေးဇူးတင်ပါတယ်။